ားလုံးမင်္ဂလာပါခင်ဗျာဂျာတာပရီနီမနက်မာလေချန်ပီယံလိပွဲစဉ်နေရှင်ပြန်ကစားဖို့ရှိပါတယ်ဆိုတော့ထုံးစံတိုင်းပွဲချုပ်တုံးသက်ခမန်းမှုလေးပြုလုပ်ပေးကြပါတယ်ဆိုတော့မနေ့ကလည်းဒါကိုညီကိုတွေ OK ကြမယ်လို့ထင်ပါတယ်ဒါ free ပွဲစဉ်လေးနှစ်ပွဲရွေးချယ်ပေးခဲ့တာ OK မယ်လို့ထင်တယ် member group ထဲမှာလည်းမနေ့ကလည်းဒါ OK ခဲ့တာမျိုးရှိပါတယ်ဆိုတော့ဒီနေ့မှအကောင်းဆုံးထပ်ပြီးတော့ကျွန်တော်စ조사ပြီးတော့ဗောနော်ခမန်းရွေးချယ်မှုလေးတွေပြုလုပ်ပေးကြပါတယ် OK ကျွန်တော်ဒီနေ့မှလည်းထုံးစံတိုင်းပဲဗောနော်ဒါ အဲဘော်ဒူးနေညရဲ့ကြာတာဘရင်းနေမနဲ့အစောပိုင်းမှာရှင်ပြိုင်ကစားမဲ့ချန်ပီယံလိပွဲစဉ်တွေတဲကနေပြီးတော့ကျွန်တော်အကောင်းဆုံးပွဲစဉ်နှစ်ပွဲကိုရွေးထုတ်ထားပါတယ်။ကျန်တဲ့ပွဲစဉ်တွေကတော့ထုံးစံတိုင်းမမ္ဘာဂရုလေးမှာပဲတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်ခင်ဗျာ။ Okay ဆိုတော့ပထမအောင်ဆုံးကျွန်တော်ရွေးချယ်ထားတဲ့ပွဲစဉ်ကတော့ ာစနယ်နဲ့အိုလံပီယာကော့စ်ပွဲစဉ်မှာဆိုတော့အရင်ဆုံးဒီပွဲစဉ်ရဲ့အကြောင်းမပြောခင်ပေါ့နော်ဒါထူးခြားချက်လေးတခုကိုပြောချင်တာကတော့ hat to hat ပေါ့နော်ဒါအိုလံပီယာကော့အတင်းကဒါဂရိကလပ်ဖြစ်တယ်အာစနယ်ကတော့ကျွန်တော်အထူးတလည်မိတ်ဆက်ပေးမနေတော့ဘူးပေါ့နော်ဆိုတော့အာစနယ်အတင်းရဲ့အင်ဂွင်းမှာ နောက်ဆုံးတွေ့ဆုံမှုနှစ်ကြိမ်မှာတော့အိုလံပီယာကော့စ်အတင်းကတော့အနာရရှိထားတာမျိုးလေးရှိပါတယ်တိုးတော်လဲဒါကဒါ2021နဲ့2020တုန်းကဆိုတော့တော်တော်လေးကြာပြီဖြစ်တဲ့အတွက်ဒီရက်လက်တွေကတော့ကျွန်တော်ထက်သွင်းစဉ်းစား ဖို့မသိနဲ့ဟိုရလက်မျိုးလို့ပြောရမှာပေါ့เนาะအစင်လာတစ်ခုအရသာကျွန်တော်တို့ဒါထည့်ပြောရခြင်းလည်းဖြစ်တယ်2020တုန်းကအာဆင်နယ်ကွင်းမှာအိုလံပီယာကော့1 2ဆိုတဲ့ရလက်မျိုးနဲ့အနိုင်ရရှိခဲ့လို့2021တုန်းကပေါ့เนาะဒါအာ01ဆိုတဲ့ရလက်မျိုးနဲ့အိုလံပီယာကော့ကအနိုင်ရရှိခဲ့တယ်တိုးတော်လည်းလက်ရှိအခြေအနေ saturation ရတော့နှစ်သိန်းကြားမှာတော်တော်လေးကွာဟမှုကတော့ကြီးမားသွားပြီလို့ပြောရမှာလည်းဖြစ်တယ်မိပြအာဒီတိုင်းအာဆင်နယ်တင်းကတော့ဒီရာဒီမှာ ဒါဖလားတစ်လုံးကိုရယူဖို့တော့စိတ်အားထက်သန်နေတယ်ကစားသမားစုဖွဲ့မှုအရာလဲစုဖလားတွေရရှိနိုင်တဲ့လူစင်းမျိုးပိုင်ဆိုင်ထားတယ်ဒါစိတ်တပိုင်ဆိုင်ရာကအစပေါ့နော်နောက်ဆုံးရှင်းပြန်ကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းဒါပရီးမီးယားလိပွဲစဉ်မှာကာဆယ်အင်ကွင်းမှာခက်ခက်ခဲခဲနဲ့ဒါ2-1ဆိုတဲ့ရလဒ်မျိုးနဲ့အနိုင်ရရှိအောင်စွမ်းဆောင်ထားနိုင်ခဲ့တဲ့အတွက်ပေါ့နော်အာစနယ်အသင်းသားတွေကတော့ယုံကြည်မှုပို့ပြီးတော့အားကောင်းလာတယ်ခြေစောင်းပိုင်းကလည်းကောင်းပြီးသားဆိုတော့ပေါ့နော်အာစနယ်ကတော့ အဒီယာဒီမှာဘာတွေလုတ်ပြနိုင်မလဲတစ်ချက်စောင့်ကြည့်ရမှာမျိုးရှိတယ်เนาะဒီယာဒီရဲ့အဖွင့်ပွဲစဉ် Lee Face Champion League ပွဲစဉ်မှာဆိုလို့ရှိရင်အာစနယ်ကဘီဘာအိုကို2-0ဆိုတဲ့ရလဒ်မျိုးနဲ့အနိုင်ရရှိထားတယ်။ Olympia Cos ကတော့ဒါ Power Force ကိုအနိုင်မကစားထားနိုင်ဘူးပေါ့เนาะစီးစီးဆိုတဲ့ရလဒ်မျိုးနဲ့ဒါကစားထားနိုင်ခဲ့တယ်။ခြေစောင်းပိုင်းအရဒါ Olympia Cos ကဒါ ဥရောပပေါ့နော်အဓိကချန်ပီယံလိလေဗယ်မှာတော့ရုန်းကန်ရအောင်မယ်လို့တော့ကျွန်တော်ထင်တယ်။ဒါပြည်ရင်းလိပေါ့နော်ဂရိစူပါလိမှာဆိုရင်တော့ရလက်ပိုင်းကောင်းထားတယ်။ငါးပွဲကစားပြီးထားတဲ့အချိန်မှာ၄ပွဲနိုင်တပွဲတည်းရှုံးပွဲမရှိဘူး။ဆိုတော့ဥရောပချန်ပီယံလိမှာတော့အိုလံပီယာကော့ဖ်အနေနဲ့ဒီနေ့ပွဲစဉ်မှာနောက်ဆုံးတွေ့ဆုံမှုနှစ်ကြိမ်တာတယ်ဆိုပေမဲ့လက်ရှိအနေအထားကျွန်တော်ရှေ့ရပြောလို့ပြောင်းပြန်ဖြစ်သွားတဲ့အနေအထားမှာအာဆနယ်သေးအနိုင်ရရှိဖို့ရာခိုင်နှုန်းကတော်တော်လေးများပါတယ်။အဆက်ဆက်ရရ အာဆနယ်တင်းရလူစင်းအရာရောပေါ့နော် recent form နေအရာရောအိမ်ခွေးမှာကစားရမယ့်အနေထားတော်လေးတာလွန်နေတာမျိုးရှိပါတယ်။ Okay ဆိုတော့လက်ရှိအကြောပေးမှုကိုကြည့်မယ်ဆိုလို့ရှိရင်အာဆနယ်တင်းကအိမ်ခွေးကနေပြီးတော့ဒါ2-20ဆိုတာမျိုးအကြောပေးလာတယ်။အဲဂိုးပေါင်းကြီးရကြည့်မယ်ဆိုလို့ရှိရင်တော့ဒါ3လုံး -50 ဆိုတာမျိုးလေးအကြောပေးလာပါတယ်။ဒါကလည်း fair ဖြစ်တဲ့အကြောပေးမှုလို့ပြောလို့ရပါတယ်။အာဆနယ်တင်းအနေနဲ့အဆက်အစပ်ရတာလွန်နေတဲ့အနေထား ။တိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်လည်းကိုသွေးမဲ့ကစားသမားတွေရှိနေလို့ကွင်းလယ်ပိုင်းကတကယ်ကောင်းမွန်တဲ့ကစားသမားတွေစုဖွဲ့ထားလို့နောက်တန်းကလည်းတကယ်ဟို solid ဖြစ်တဲ့နောက်တန်းဆိုတော့ဟိုဘာမှပြောနေစရာမလိုဘူး။အာရှရဲ့ကြောပေးမှုက fair ဖြစ်တဲ့အနေထားရှိတယ်လို့ကျွန်တော်ပြောရမှာလည်းဖြစ်တယ်။အဲတဖက် Olympia ကောအနေနဲ့တော့ဒီပွဲစဉ်မှာအနိုင်ရရှိဖို့အတွက်ကတော့လုံးဝမဖြစ်နိုင်တဲ့အနေထားမျိုးပေါ့နော်။ဥရောပဝင်ယူအရာလေဒါ Olympia Cup ကိုဒါ22ဆလောက်ပေးထားတယ်။ဆိုတော့ကျွန်တော်တို့ဒါ voting to score ကိုကြည့်ရအောင်။နှစ်သင်းလုံးဂိုးသွင်းနိုင်ချေရှိမရှိပေါ့နော်။ဆိုတော့ voting to score yes မှာ 2.4လောက်ပေးထားတာဖြစ်တဲ့အတွက်ကိုဒီပွဲစဉ်ကတော့အာဆနယ်တသိမ်းမဲ့ဂိုးသွင်းမဲ့ပွဲစဉ်လို့တော့ကျွန်တော်ကတော့ထင်တယ်အဲဒါကြောင့်ဒီပွဲစဉ်မှာပေါ့နော်အာစနယ်ဘော်ရီယိုတော့ခပ်ပပလေးကြိုက်တယ်နောက်ထပ်ကတော့ကျွန်တော်ဂိုးပေါင်းအောက်လေးကိုရွေးချယ်ပေးချင်တာမျိုးရှိတယ် ၃လုံး50ဆိုတဲ့အနေထားမှာပေါ့နော်။ Olympia Cup ကတော့ Arsenal ကွင်းမှာ၉ရရှိဖို့ရုံးကန်နေရရုံးကန်ရမယ်လို့ထင်တယ်။ဒါကြောင့် Arsenal တသင်းထဲရဲ့ twin goal ကလည်း၄ goal ဖြစ်ဖို့ကလည်းခဲရင်မယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့နော်။ဆိုတော့ Arsenal နေနဲ့ဒါ2-0တို့မဟုတ်3-0ရလတ်မျိုးလောင်းနဲ့အနိုင်ရရှိသွားနိုင်ပွဲရှိတယ်။ဒါကြောင့်ဒီပွဲစဉ်မှာတော့ကျွန်တော်ကတော့ဒါ goal out ကိုရွေးချယ်ပေးချင်တာမျိုးရှိပါတယ်။ Arsenal တသင်းထဲရဲ့ပွဲစဉ်ပေါ့နော်။အဲ goal out ကိုတော့ကျွန်တော်ပို့ပြီးတော့အဲကြိုက်ပါတယ်။နောက်ထပ်ပွဲစဉ်ကတော့ Leverkusen အသင်းနဲ့ ် PSV ဒင်းတို့ရဲ့ပွဲစဉ်လေးကိုရွေးချယ်ပေးထားပါတယ်ဆိုတော့ Liverpool စင်ကဒါအဖွင့်ပွဲစဉ်မှာ Copenhagen ကိုအနိုင်မကန်နိုင်ဘူးတူတူဆိုတဲ့တေရလက်ထွက်ပေါ်ခဲ့တယ်တစ်ဖက်မှာ PSV ကလည်းအင်ဂွင်းမှာကစားရတယ် Union Saint နဲ့ Union Saint Galois ကို3-1ဆိုတဲ့ရလက်မျိုးနဲ့ရှုံးနေခဲ့တယ်ဆိုတော့ Liverpool စင်ကကျွန်တော် recent form ကြည့်မယ်ဆိုရင်တော့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာတော့ Saint Pauli ကို2-1နဲ့နိုင်ခဲ့တယ်ဒါပေမဲ့တစ်ချက်စဉ်းစားဖို့ရှိတာက Leverkusen အသင်းရဲ့တိုက်စစ်မှု Patrick ကတော့ injury ကြောင့်ဒီပွဲစဉ်ကိုလွဲချော်မှာဖြစ်တဲ့အတွက်ကို လီဗာကူဆင်အနေနဲ့တိုက်စစ်ပွဲမှာပေါ့နော်ဒါသက်ဆက်ကူနှစ်ကစားသမားလေးကိုပွဲထုတ်လာနိုင်ဖို့ရှိတယ်ဒါလေးချက်တော့ကျွန်တော်ထက်သွင်းစဉ်းစားဖို့တော့လိုတယ်နောက်ချက်ကတော့လီဗာကူဆင်အနေနဲ့ကတော့နောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာတော့တိုက်စစ်ပွဲကဂိုးတွေရနေတာကိုတော့ကျွန်တော်တို့အဲမြင်ရပါတယ်တစ်ဖက်က PSV ပေါ့နော် PSV ကလည်း Netherlands League မှာတော့ရလောက်ပိုင်းကောင်းလာတယ်ခုနှစ်ပွဲကစားပြီးထားတဲ့အချိန်မှာ၅ပွဲနိုင်တယ်တပွဲတည်းတပွဲပဲရှုံးလာတယ်ဒါပေမဲ့ဒါ Champions League အဖွင့်ပွဲစဉ်မှာတော့ရလောက်မကောင်းခဲ့ဘူးဆိုတော့ဒီပွဲစဉ်မှာလည်း PSV အနေနဲ့က ဒါမဖြစ်မနေရမှတ်သုံးမှတ်ရရှိဖို့အတွက်စူးစမ်းလာမယ်အနေအထားတစ်ဖက်ကလီဗာကူဆင်တင်းကလည်းအင်ဝင်းအားသာချက်ရှိနေတယ်ဖွင့်ပွဲစဉ်မှာလည်းတည်ကြရတာဖြစ်တဲ့အတွက်ဒီပွဲစဉ်ကလည်းအနိုင်သုံးမှတ်ရရှိအောင်စူးစမ်းလာမယ်ပွဲစဉ်ဖြစ်တဲ့အတွက်ကိုအာအနိုင်လိုအပ်ချက်ပေါ့နော်မြန်မာနေရဲ့နှစ်သင်းရဲ့တွဲဆုံမှုဖြစ်နေပါတယ်ဆိုတော့လက်ရှိအကြောပေးမှုရကြည့်မယ်ဆိုရင်တော့လီဗာကူဆင်ကအင်ဝင်း မှရှင်ပြိုင်ကစားမယ်အားသာချက်ရှိတယ်ပြီးတော့ဒါ Lee Ranking အရာလဲ Bundesliga club ဖြစ်နေတဲ့အတွက်ကိုဒါ 1+90 ဆိုတဲ့အကျိုးပေးမှုကြီးပေးလာတယ်ပေါ့နော်တိုက်စစ်ပိုင်းမှာတော့ကျွန်တော်ရှေ့ရပြောလို့ဒါ၈ပွဲထွက်လာဖို့တော့ဟိုမရှိဘူးပေါ့နော်လွဲချော်ဖို့ရှိနေတယ်ဆိုတော့ 1+90 ကြီးကတော့ပြောမယ်ဆိုရင်တော့တိတ်တော့မတင်မကြဘူးပေါ့နော်အရင်ကတော့အားမရဘူးဆိုတော့ဂိုးပေါင်းကြီးကတော့ 3+30 ဆိုတာမျိုးလေးပေးထားပါတယ်โอเคကျွန်တော်တို့ဒါဥရောပရဲ့ Putin to score နဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုလို့ရှိရင်လည်း နှစ်သင်းလုံး goal twin နိုင်ခြေရှိတဲ့ yes ကို1.5လောက်ပေါ့နော်1.49လောက်သာပေးထားတာဖြစ်တဲ့အတွက်ဒီပွဲစဉ်မှာ Leverkusen လဲ goal ရနိုင်ပွဲရှိသလိုအာ PSP အတင်းလဲကိုရနိုင်ပွဲရှိပါတယ်။ဒါကြောင့်ဒီပွဲစဉ်ကကျွန်တော်စိတ်ထင်1-1အနေစကြည့်ရမယ်ပွဲစဉ်လို့တော့ထင်ပါတယ်။ဒါကြောင့်ဒီပွဲစဉ်မှာဒါဂိုးအပေါ်လေးနဲ့ရင်ခုန်တင်းတဲ့ပွဲစဉ်တပွဲလို့တော့ကျွန်တော်ထင်ပါတယ်။ရမှတ်3မှတ်တော့အဲလိုအပ်ချက်မြင့်မားနေတဲ့နှစ်တင်းရဲ့ပွဲစဉ်မှာကျွန်တော်ဒါအပြန်လန်တွင်းဂိုးလေးနဲ့ဖြောပြင်းမှုပေးမယ်ပွဲစဉ်တပွဲလို့တော့ထင်ပါတယ်။ဒါကတော့ ဗုဒ္ဓနေ့ညနဲ့ကြာသပတေးမနက်မှာရှင်ပြန်ကစားမဲ့ချန်ပီယံလိပွဲစဉ်တွေကအကောင်းဆုံးဖြစ်နိုင်မယ်ထင်တဲ့ပွဲစဉ်နှစ်ပွဲကိုအသုံးသက်တင်ဆက်ပေးကြတာလည်းဖြစ်ပါတယ်။ကြန့်ရှိနေတဲ့ပွဲစဉ်တွေကိုတော့ကျွန်တော်တို့ member group လေးမှာတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်။ join နေတဲ့ညီကိုတွေအတွက် Viber number လေးချပေးထားပါရစေ။ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။